မင်္ဂလာပါမျိုးတွေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ25ရက်နေ့ဖြစ်ပါတယ်ခေါင်းစဉ်မှာပေးထားတဲ့အတိုင်းပဲလေဆောင်တဲလေးခြေတန်ရှည်နဲ့စေမှုမှုတန်ဥပဒေကိုကန့်ကွက်ရှုတ်ချခြင်းဒီကြောင့်ရနှစ်ခုကိုမျှဝေပေးပါမယ်မွေးရသည်လည်းရောက်ပြီးကြောင်းဖွဲ့ရသည်လည်းရောက်ပြီးဆိုတော့ကျွန်မတို့ငယ်စဉ်တည်းကအမြဲတမ်းကြားနေကြပါတော့မွေးရဆက်ရတဝေးဖွေးကိုင်းရတဝေးဝေးလေဆောင်တဲလေးခြေတန်ရှည်မှုကိုအောင်ပါနီး ဆိုတော့လဲထောင်သေးလေးခြေတန်းရှိဒီလေဆောင်တဲလေးကဘယ်မှာရှိလဲဆိုတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့ပါသုံးလုံးခေါင်းဆောင်ပအဖခေါင်းဆောင်မျိုးအောင်ကိုဒီပုဂ္ဂိုလ်ဒီတရားလွတ်တော်ရှိနေဘွားကနေစီတီယံလုတ်ပြီးတော့နော်နိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့ပါသုံးလုံးခေါင်းဆောင်ဖြစ်လာတယ်။အာပြီးခဲ့တဲ့တနေ့23ရက်နေ့ညရွာအပြင်လေဆောင်တဲမှာသူညမတဝန်းခွဲနဲ့ နှစ်ယောက်တည်းအတူတူရှိနေတဲ့အချိန်မှာပြစ်တက်ခံလိုက်ရတယ်။ဖြစ်စဉ်ကိုကျွန်မရိုးရိုးရှင်းရှင်းပဲပြောရအောင်နော်။ပသုံးလုံးခေါင်းဆောင်နဲ့ညမတဝန်းခွဲနဲ့လဲဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော်မိုးချုံမှာနှစ်ယောက်တည်းကျွန်မရိုးရိုးရှင်းရှင်းပဲပြောရအောင်နော်။နှစ်ယောက်တည်း23ရက်နေ့ညနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာလောက်ကျန်တက်ပြက်ခံလိုက်ရလို့နှစ်ယောက်လုံးတင်းသွားတယ်။ဒီကိစ္စပုံမှာတစ်ဖက်က online အားချောင်းနေလေးတိုင်းတန်လူသက်သမားတွေနဲ့ပြည့်ဖြတ်မိတာတွေကြတော့ပြောတယ်။ဟာဒီပတ်သုံးလုံးခေါင်းဆောင်ပအဖခေါင်းဆောင်ကဟာဦးမျိုးအောင်ကိုကအင်မတန်မှတော်တဲ့လူဖြစ်ပါတယ်ဗို့တော်လိုင်းရေးမှာအင်မတန်အားကိုးရပါတယ်။သူ့မှာဟာရန်ညိုရန်စာမရှိဘူးလူချစ်လူခင်ပေါ်တယ်။လူချစ်လူခင်ရှိပေါ်တယ်ရန်ညိုရန်စာမရှိဘူးဒါဆိုဘာလို့အသက်ခံရတာလဲ။လေဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော့ရွာပြင်ကလေဆောင်တဲလေးမှာမောင်နှမအနှစ်ဘာလို့နေကြရင်အသက်ခံလိုက်ရတာလဲ။ဒါကတော့စာပလင်းနှင်းမောင်တို့အိုက်ပီတို့ပဲဖြေးပေးဖို့ကျွန်မမြေတားရက်ခံပါတယ်။ နောက်တစ်ခုကတော့ချက်မူထားဥပဒေကိုကျွန်မကန့်ကွက်ရှုံချပါတယ်။ချက်မူထားဥနဲ့ဥပဒေနဲ့ပတ်သက်လို့ရခိုင်ပြည်တောင်ကုန်းမှာရှိတဲ့ရခိုင်နေပေါ့အထူးသဖြင့်ရခိုင်တော်တော်များများဟာရခိုင်လို့ပြောတာနဲ့တော်တော်များများကအေးအေးဝထောက်ခံကြတယ်။နော်။ဆိုတော့အဲ့ဒီတောင်ကုန်းမှာရှိတဲ့ရခိုင်တွေကသူတို့အေးအေးထုတ်ပြန်တဲ့ချက်မူထားဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့အတွက်လူပေါင်း40ကျော်အဖမ်းခံလိုက်ရတာအခုဆိုတပတ်တည်တည်ရှိသွားပြီ။ စစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြလို့ရခိုင်40ကျော်ဖမ်းဆီးခံရတာတပတ်တိတိရှိသွားပြီဒီတပတ်တိတိဖြစ်သွားတဲ့တဲ့င်းကိုနော်အွန်လိုင်းတဲကလေးလိုင်းတန်လူတက်သမားဒီဘာကြောင့်ပါစပ်ပေါက်ပေးနေကြတာလဲတရားမျှတမှုတို့ဒန်းလူညီမျှခွင့်တို့ထွဲ့သွင်းအော်နေတဲ့အွန်လိုင်းအားထောင်လေးလိုင်းတန်လူတက်သမားတွေဘာကြောင့်ပါစပ်ပေါက်ပေးနေကြတာလဲကျွန်မအစတွေကပြောပါတယ်ရှင်တို့တွေက animal fan ဖြစ်နေတယ် ဂျော့ဂျ်အိုဝဲရေးတဲ့ Animal Fan ဖြစ်နေတယ်ခမားတို့မသိဘူးမဖတ်တတ်ဘူးဆိုရင်တခင်ဘာတောင်းဘာသာပြန်ရေးထားတဲ့ခြေလေးတောင်းဒေါ်လာရေးဆိုတဲ့စာအုပ်ရှိတယ်ဖတ်ကြည့်ပါလို့ကျွန်မပြောခဲ့တယ်အခုတခါထပ်ပြောတယ်ခမားတို့ကိုယ်တိုင်က Animal Fan ဖြစ်နေတယ်အခုဆိုရင် AA ကသူတို့ရခိုင်ပြည်နယ်မှာရှိတဲ့စစ်မှုထမ်းတပ်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေတခြားတိုင်းဒေသကြီးတွေကိုထွက်ခွာခွင့်ပေးလိုက်တယ် တမတော်ကနာဆာကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးတုံးကဟာမြန်မာတိုင်းငံလုံးအကျဉ်းကျနေပါတယ်မြန်မာတိုင်းငံလုံးထောင်ကျနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တယ်နဲ့ဘုံကြုံမျိုးညစ်တယ်နဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေခြင်းနဲ့အခုအေအေကသူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထောက်ခွင့်မပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွင့်အောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်ပြည်နယ်လို့အကျဉ်းထောင်ကျနေပါတယ်လို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ် အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လုံးအချင်းကြနေပါတယ်လို့ခမားတို့မဝေဖန်ရတာဝေဖန်ရရတယ်မှန်ရင်လက်ခုတီဗီအားပေးရတဲ့တက်တီရှိရမယ်မှားရင်လည်းပဲလက်ညှိုးထိုးဝေဖန်ရတဲ့တက်တီရှိရတယ်ကျမတို့ကြည့်ကျမမိမသားကျမမှန်ရင်ထောက်ခံနေအားပေးတယ်မှားရင်ကျမလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်အဲ့ဒီအတွက်လေတောင်းရင်မှတောင်းရင်ထမရှိရတယ် အခုခမားတို့ကတိလို့မဟုတ်ဘူးတစ်ဖက်စစ်တပ်ကြတော့စစ်မှုထမ်းဥပဒေထုတ်တော့တိုင်းနိုင်ငံလုံးအချင်းချာနေတယ်ပြောတယ်နောက်အခုအေအေကရခိုင်ပြည်အပြင်မှာကိုထွက်ခွင့်မရှိပါဘူးလို့ပြောတဲ့အခါကျတော့ရခိုင်တပြည်နယ်လုံးအချင်းချာနေပါတယ်လို့ဘယ်သူမှမပြောရဲပဲအပေါက်ပိတ်နေကြတယ်တိတ်ကိုသေးဘောကြောင့်လေခမားတို့တွေနော်ဒီနေရာမှာဆိုလို့ရှိရင်အဲ့ဒီအေအေဆိုတာပထမဆုံးတို့လာရာကဦးကျော်ဆိုင်ရွှေ ဥကြုံဆန်းရွှေဆိုတာရခိုင်ပြည်ကွန်မြူနစ်ပါတီပေါ့အဲကွန်မြူနစ်ကအလန်ဖြူအလန်နီကွဲတော့သူတို့ကအလန်နီတခင်ဆိုးရဲ့ဘက်ကနော်တခင်တန်းထုံးလို့မဟုတ်ဘူးအလန်နီတခင်ဆိုးတို့ဘက်ကရခိုင်ပြည်ကွန်မြူနစ်ပါတီဥကြုံဆန်းရွှေနော်အဲ့ဒီကနေသူတို့လက်နက်ကိုင်ပုံကန်နဲ့နိုင်ငံတော်ကိုပုံကန်နဲ့နောက်ဥနေဝင်းတို့အစိုးရနောက်ဥနေဝင်းဆိုးရနေပြီးတော့သူတို့ကိုနှိမ်လင်းခဲ့တယ်အဲ့ဒီအချိန်မှာရခိုင်တမရနိုင်ငံတော်ထူထောင်ရေးအဲသူတို့ကရခိုင်တမရနိုင်ငံတော်ထူထောင်ရေးတောင်းဆိုရဲဒါပေမဲ့အပေးယူညှိနှိုင်းနေလို့ပြီးတော့အေးလေအိတ်လေဖောင်းလေဖောင်းကိုစိတ်လေပြောင်းပြီးငြိမ်သွားတယ် နောက်ဥကျော်ဆန်ရွှေဥကျော်ဆန်ရွှေပြီးတော့တခါရခိုင်ပြည်တော်လိုင်းရဲ့တပ်ဖွဲ့တို့ရခိုင်ပြည်တော်လိုင်းအင်အားစုတို့ရခိုင်လွတ်မြောက်ရေးတပ်မတော်တို့ရခိုင်ကာကွယ်ရေးတပ်မတော်တို့နော်အာ AIA လို့အာ ALA လို့ AIA ALA AIO အဖွဲ့တွေအများကြီးပေါ်လာတယ်နော်ဥဆန်ကျော်ထွန်းဥဆန်ကျော်ထွန်းဆိုမမေရ1960တော်လိုင်းရဲ့ကောင်စီအစိုးရတက်တဲ့အချိန်ကာလနိုင်ငံတော်ကိုလည်းနဲ့ကိုင်ပုတ်ကန်းကြတယ်နော်အဲ့ဒီမှာတော်လိုင်းရဲ့ကောင်စီနဲ့သူတို့ဟာတိုက်ကြတိုက်လိုက်ဆွေးနွေးလိုက်ဆွေးနွေးလိုက်တိုက်လိုက်နေအဲ့ဒီတပ်ဖွဲ့ကအိတ်ဖောင်းတော့တခါစိတ်ပြောင်းသွားတယ် เนาะจောဆန်ရွှေပြီးတော့ဟောခိုင်ခိုင်ရဲခိုင်ခိုင်ရဲခိုင်တို့ဟောနောက်တစ်ယောက်ရှိသေးတယ်ခိုင်ခိုင်မိုးလင်းခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့အဲခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့ဆိုလို့ရှိရင်လည်းရခိုင်မီတော်လန်ရေးတို့ရခိုင်မီကာကွယ်ရေးတို့တို့အဲ့လိုမျိုးရခိုင်ပြည်လူမြောင်ရေးရခိုင်လူတို့ကောင်းစားရေးဆိုပြီးလက်နက်ကင်ပုံငယ်ကြအိဖောင်းတို့ဆိတ်ပြောင်းသွားကြအဲ့ဒီကနေခိုင်ရခိုင်တို့ခိုင်ရသာတို့ခိုင်မိုးလင်းတို့ပြီးတော့တခါအေးအေးဆိုပြီးခိုင်ရသာပေါ်လာတယ်နော်ခိုင်ရသာကနေအကူဆက်ခိုင်တဲ့ထုံးမြလိုင်းတို့ပို့လာတယ်သူတို့အကုန်လုံးဟာ ကျင်းမြောင်းတဲ့လူမျိုးရဲ့အမြင်ဝါဒနဲ့စစ်စီပွားရေးလုပ်နေကြတာကြီးပဲတိုင်းရင်းသားရဲ့လူမျိုးရေးကိုဘန်းပြပြီးတော့အခွင့်သားရင်တိုက်တဲ့အခွင့်မသားလို့အရေးမကြုံလို့အရေးမသားတဲ့အရေးနိုင်တဲ့အခါကျတော့ငြိမ်းချမ်းရေးဆွေးနွေးပါတယ်ဆိုပြီးတော့ရသမျှအခွင့်အရေးနိုင်ငံတော်ကပေးသမျှအခွင့်အရေးကိုယူပြီးတော့တသက်မိသားစုဆွေးစင်မျိုးစင်80စားမကုန်တော့အောင်ချမ်းသာသွားတဲ့အခါငြိမ်ကြသွားကြတယ်အကုန်လုံးကစစ်စီပွားရေးလုပ်နေကြတာကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဝါဒတွေနဲ့ ဘာမှဘူးမသိဘာမသိတဲ့မျိုးနွယ်စုတွေကိုလူမျိုးတွေကိုကိုမျိုးနွယ်စုကိုတိုင်းရင်းသားအခွင့်အရေးကိုပြည်နယ်လွတ်မြောက်ရေးလို့မြောက်ပြီးတယ်မြောက်ပေးပြီးတော့အခွင့်တိုင်းရင်တိုက်တယ်အခွင့်မသားတဲ့ခါကျတော့ရသားများအခွင့်အရေးကိုယူပြီးငိန်ချအရေးဆိုပြီးရှာနှက်ခွနဲ့ရက်တည်နေကြတယ်ခေအဆက်ဆက်မှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခဲ့တာကြီးပဲနိုင်ငံတော်ကိုကောင်းကျိုးပြုခဲ့တာရှားပါတယ်ကျမတို့တန်ခမ်းစာယူတက်ပါတယ်မွေဘွေးဆိုတာကအကောင့်သေးရင်လေအကောင့်သေးပြီမဲ့အဆက်ရှိတယ်မွေဘေးမှန်းသိရင် အကောင်သေးသေးလေးတွေကတတ်လိုက်ရမှာအခုတော့မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်နော်ဟိုးအဆဟိုရခိုင်ပြည်ကွန်မြူနီပါတီရခိုင်ပြည်ကွန်မြူနီပါတီဦးကျော်ဆန်ရွှေကနေပြီးဦးဆန်ကျော်ထွန်းတို့ခိုင်ရဲခိုင်တို့နော်ခိုင်ရဲခိုင်တို့ခိုင်အခိုင်မိုးလင်းတို့ခိုင်ရသားတို့ထုံးမြနိုင်တို့တပုံတွေကမျိုးဆက်နဲ့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အဆက်မပြတ်နိုင်ငံတော်ကိုပုံကန်ခဲ့ကြတယ် သူတို့ခေတ်ဆက်ဆက်နိုင်ငံတော်ကိုပုံကန်တယ်ကျွန်တော်တို့တိုင်းသားခွင့်ရလို့ချင်တယ်ကျွန်တော်တို့တိုင်းသားခွင့်ရလို့ချင်တယ်တိုင်းရင်းသားခွင့်ရလို့ချင်ပါတယ်ပြောပြီးတော့နိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံတော်အကျိုးပြည်တော်စုအကျိုးကိုဘယ်တုန်းကမှမတည်ဘူးခဲ့တဲ့စံကုန်မီလေးတွေသာဖြစ်တယ်